ဒီကနေ့တင်ဆက်ပေးသွားမယ့်ပြည်တွင်းသတင်းတစ်ပုဒ်ကတော့အကျန်းဖက်အာနာသိန်းစုအုပ်စုဟာ တရားမဝင် အတုအယောင်ရေကောက်ပွဲကိုအတမပြုလုပ်ဖို့ဆောင်ရွက်နေတယ်လို့ပြည်ထုကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်ရှင်။ဒါ့အပြင်အဲ့ဒီကာလမတိုင်မီတာလွန်အင်အားတွေအသုံးပြုပြီးတော်လန်ရေးတပ်ဖွဲ့တွေရဲ့ထိန်ချုပ်ဆိုးမှုနယ်မြေတွေကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ အခုအခါမတရားမျိုးနယ်ဆင့်ကူးမျိုးနယ်နဲ့တပိတ်ကျင်းမျိုးနယ်တွေမှာတနေ့ထက်တနေ့စစ်ရေးတိုက်ပွဲတွေပုံမှုပြင်းထန်လာနေပါတယ်။ဒါကြောင့်ဒေသတွေမှာနေတဲ့ပြည်သူလူထုအနေနဲ့တိုက်ပွဲအတွင်ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံတွေလှုံ့ဆော်ထားကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကမေတ္တာရက်ခံတိုက်တွန်းထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့လှုပ်ရှားဆိုးမှုရနယ်မြေတွေဖြစ်တဲ့မရရမြို့နယ်၊စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွေဟာအကြမ်းဖက်စစ်အာဏာသိမ်းအုပ်စုကအတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ရထားတဲ့မြို့နယ်များစီးရင်မှာပါဝင်နေပါတယ်။ ပြည်ထုကာကွယ်ရေးတပ်မတော်မန္တလေးဟာအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့လက်ရှိထိုးစစ်ကိုကိုစွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ပြီးပြည်ထုတော်လှန်ရေးကြီးရဲ့အဆုံးသက်ပန်းနိုင်ကိုရောက်တည်အထိမဆုံးမနစ်ဆက်လက်ချီတက်သွားမယ်လို့ပြည်သူလူထုစီအသိပေးထားပါရရှင်။